မင်္ဂလာပါခင်ဗျာ ARE Magazine ကအပတ်စဉ်တင်ဆက်နေတဲ့ Dateline ARE အစီအစဉ်ဖြစ်ပါတယ်ဒီလ match လ2ရက်နေ့မှာတမရဦးသိန်းစိန်နဲ့ဒေါ်ဆန်းစုကြည်တို့မိနစ်30ခန့်ထပ်ပြီးတော့တွေ့ဆုံခဲ့ပါတယ်အဲ့တွေ့ဆုံခဲ့မှုဟာပြီးခဲ့တဲ့6နှစ်တာကာလမှာဆိုရင်6ကြိမ်ကျော်ဖြစ်ပါတယ်အဲ့ဒီတွေ့ဆုံဘက်မှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့တယ်လို့ဆိုထားပါတယ်။ဆိုတော့အဲ့ဒီဆွေးနွေးပွဲကနေပြီးတော့ဘလို့ရလမျိုးတွေထွက်လာနိုင်လဲ။ဘာကြောင့်ရောဒီချိန်မှာအဲ့ဒီဆွေးနွေးပွဲကလောက်တာလဲ။တခြားနိုင်ငံရေးအကျက်အတဲ့အခက်အခဲတွေကိုကျွန်တော်ဒီနေ့ဖိတ်ကြားထားတဲ့ဧည့်သည်တွေဖြစ်တဲ့တမ်ပါဒီပတ် Institute ရဲ့ Director ဒေါက်တာခင်စောဝင်းနောက်ထပ်တူကတော့မြန်မာပြည်နိုင်ငံရေးအခြေအနေတွေကိုပုံမှန်သုံးသပ်ရေးသားနေတဲ့ဒေါက်တာရန်မျိုးသွင်းတွေကကျွန်တော်နဲ့ဝင်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျွန်တော်က AIA Magazine အင်္ဂလိပ်ပိုင်း Editor ကျော်စောမှုပါ။ကျပထမဆုံးအနေနဲ့အဲမိနစ်30ကြာခုနသမရဦးသိန်းစိန်နဲ့ကျောင်းဆန်းစုကြည်တို့တွေ့ဆုံခဲ့တယ်။ဒါကကျွန်တော်ဒီလောက်နှစ်ယောက်တည်းတွေ့ဆုံတဲ့ဟာမှာ6ချိန်မြောက်ဖြစ်သွားပြီပေါ့နော်2017ခုနှစ်ထဲအရဆိုရင်ဆိုတော့ကျွန်တော်မြင်တာကတော့မကြာမကြာကျောင်းဆန်းစုကြည်ကိုခေါ်ပြီးတော့သမရဦးသိန်းစိန်တို့တွေတွေ့တာတွေရှိတယ်နော်။ တော့ပြင်ပမှာအတန်နေထွက်နေရလဲအခုဆိုရင်ဒါပေါ့နော်အမှန်တော့ဥသိန်းစင်တော်ဆန်းတွေးဆုံနေကျော်ဒီလိုမျိုးတပ်ပုံတပုံပဲသတင်းစာမှာပဲပါပါဟာလာဟိုနိုင်ငံရေးအရာမျောလင်းချက်တွေထလာတတ်တယ်ကျော်ဒါဟိုတနည်းအားဖြင့်အများစုကမြင်တာအတုံးချခံနေရတာလားဒေါအောင်ဆန်းစုကြည်ကဆိုရဲဟာမို့လဲမြင်တယ်ဆက်စရာဘလို့တုံးတက်ချင်လားကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အခုပညာရှင်အောင်ပြောကြပါတယ်ယုံကြည်မှု trust ပေါ့ trust နေတဲ့နိုင်ငံလို့မြင်ကြတယ်လေ။ဟုတ်။ဆိုတော့ဘာပဲလုပ်လို့ဒီအစိုးရဆိုတာကိုလူတော်မြတ်မကယုံကြည်ရမရှိဘူး။နည်းတယ်။ဆိုတော့ဒီလိုပြောလိုက်ပြောထားရရှိကြတာပဲပေါ့လေ။ဆိုတော့ကျွန်တော်နေနေဒီတွစ်ဆင်ပွဲကိုတော့အသုံးချခံရတာထက်ဒါအရင်ကပြောလို့ပေါ့ဗျာ။၆ချင်းမြောင်ရှိပြီဆိုတော့မှန်မှန်တွေ့သွားတာက တွေ့လေကောင်းလေပါပဲ။နော်ဆိုတော့ကျွန်တော်ကဒီအကြောင်းတွေကိုတည်င်းအစုံလင်းမသိရပါပဲ။ဒီအဓိကအတိုက်ခံဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ဂျွန်ဆန်ဆူချီနဲ့တမန်တော်တွေ့ရဆိုတော့ကောင်းတော့လာလာလို့ကျွန်မြင်ပါတယ်။ ဆိုတော့ easy ပြောမယ်ဆိုလို့ရှင်ဟိုတလောကသူတို့ဒီပြည်မှာတွေ့တဲ့အခါကျတော့ပုံကိုတယောက်ဆိုလို့ရှင်7မိနစ်ပဲစကားပြောခွင့်ရရတယ်ပေါ့လေအခု나ရွက်တွေ့ခွင့်ရရတဲ့စကားကျတော့နည်းနည်းပုံပုံများလာလို့မြင်ပါတယ်ကျွန်တော်ကိုယ်မျိုးသိရောမိနစ်30ကြာတွေ့တယ်ပေါ့လေတိုးရင်ပဲနိုင်ငံရေးဆွေးနွေးပွဲရဆိုမိနစ်30ဆိုတာလည်းဘာမှတော့ရှိတာမဟုတ်ဘူးပေါ့လေအဲအဓိကကြာတဲ့အချောင်းချက်နှစ်ခုလည်းဆွေးနွေးတယ်လို့ပြောတယ်ဘယ်လိုမျိုးဒီပေါ်ကနေပြီးတော့ကောင်းတဲ့ reset တွေထွက်လာနိုင်မယ်လို့ထင်လားကျွန်တော်ပထမပြောချင်တာကဗျာ ဒီ2011ကနေဆိုလို့ရှင်ဥမာ6နှစ်9နှစ်တာကာလအတွင်းမှာ6ကြိမ်ပဲတွေ့တယ်နော်ဒီလို6ကြိမ်ပဲတွေ့တယ်ဆိုတာကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းရှင်ပြီးသုံးသပ်မယ်ဆိုရင်အင်မတန်မှနည်းတယ်လို့ပြောလို့ရတယ်ဒါနံပါတ်1ချက်ကျွန်တော်ပြောခြင်းတယ်နောက်ဒုတိယတစ်ချက်ကကြတော့ခုနကကိုကျော်စောမူမေးတယ်ပေါ့အသုံးချခံရတဲ့အနေအထားမျိုးဖြစ်နေလားပေါ့အဲ့တော့ဒေါန်ဆန်းစုကြည်ကိုယ်တိုင်ကပြောဘူးတယ်ဗျနော်တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးရှိမယ်ဆိုရင် ်သူဟာသူ့ကိုယ်သူအတုံးချခံမယ်လို့ဒါပေမဲ့အဲ့နေရာမှာကျွန်တော်တို့ကပြန်ကြည့်ဖို့လိုတာဘာလဲဆိုတော့ဟုတ်ပြီဒေါန်ဆန်းစုကြည်အခုအတုံးချခံနေရတယ်လို့ကျွန်တော်တို့သတ်မှတ်ရင်ကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူလူထုကတကယ်အကျိုးရှိနေသလားလို့ကျွန်တော်ပြန်ပြီးတော့လေ့လာကြည့်တဲ့အခါကျတော့တိုင်းပြည်နဲ့ပြည်သူလူထုရဲ့အနေအထားဟာနော်2017ခုနှစ်အစိုးရတက်လာပြီးနောက်ပိုင်းမှာပိုပြီးဆင်းရဲမွဲတေကြက်တဲလာတာကိုတွေ့ရတယ်အဲ့ဒီအခါကျတော့ကျွန်တော်တို့က ခေါင်းဆန်းစုကြည်အတုံးချခံနေရတယ်လို့ယူဆခဲ့ရင်တောင်မှတိုင်းပြည်နဲ့ပြည်သူလူထုအတွက်တော့အကျိုးမရှိဘူးလို့ပြပြတသားပြောရမယ်လို့ကျွန်တော်မြင်တယ်။ဆရာဒါကြတော့ဟိုသဘောထားကွဲလွတ်သွားပြီပေါ့လေ။ဆိုတော့ဒီမှာကြတော့ခုနဟိုနိုင်ငံကြီးကျတဲ့တွေကတော့ပိုဟိုများနေတယ်ထင်တယ်အစိုးရဘက်ကလည်းဟိုဘက်ကဟလာတိုက်ပွဲတွေဖြစ်တာလည်းရှိတယ်။ငင်းငင်းကိစ္စတွေလည်းဘာမှမထူထောင်နိုင်သေးဘူး။အာလက်မထိုးဖို့လည်းအစိုးရဘက်ကလုပ်တာတွေမလုပ်နိုင်ဘူးပေါ့လေ။ဆိုတော့အဲ့ဒီနေရာမှာဒီလိုဟာမျိုး တွေ့တယ်ပေါ့နော်။ တွေ့တယ်ဆိုတဲ့နေရာမှာလဲတနည်းအားဖြင့်ပြောမယ်ဆိုပုံမှန်အဲတွေ့နေတဲ့သဘောမဟုတ်ဘူးဟဟလားဒီဒီ dialogue ဆိုလို့ပြောပြီးဆိုရင်ဒါကသူ့မှာသူ့မှာ sequence ပေါ့လေရှိရမှာပေါ့နော်ဘယ်တော့တွေ့မယ်ဘာဆွေးနွေးပြီးသွားရေးဘာတွေအောင်မြင်လဲနောက်တစ်ခါဘယ်တော့ထပ်တွေ့မယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းပဲနိုင်ငံရေးရဖြစ်ဖြစ်တိုးတက်ပြောင်းလဲမှုတွေကိုမြင်နေရမှာပေါ့ဒါပေမဲ့အဲ့ဒါတွေမရှိတဲ့အခါကျတော့ဒီဆွေးနွေးပွဲကိုပေါ့နော်အဲဘယ်လောက်ထိထပ်ပြီးတော့တိုင်းတာလို့ရမလဲကျွန်တော်နေနေကတော့ ခုနပြောသလိုပေါ့ဟိုမနေ့အစိုးရဘက်ကလည်းသူတို့ဖိအားကြီးအများကြီးသူတို့ခံနေရတယ်နော်ဒီလိုချိန်မှာဘာပဲပြောပြောသူတို့ပါတီကြီးရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ဒေါက်တာဆူနဲ့တွေ့ရတဲ့အခါကျတော့သူတို့နေကတော့ပြောင်းလဲချက်တခုတော့ထားမှာပေါ့လေဆိုတော့ခက်တာကပြည့်ပြည့်စုံစုံကျွန်တော်ဘာကြီးဆွေးနွေးလေးဆိုတာလည်းကျွန်တော်မသိရဘူးကျွန်တော်အမြင်ကတော့59မိနစ်ပဲဖြစ်ဖြစ်နာရီပဲဖြစ်ဖြစ်အဓိကချက်တွေကိုထိထိရောက်ဆွေးနွေးနိုင်မယ်ဆိုရင်တော့ဘာပြောရလာတဲ့ခုပါလေရလာနေတာပေါ့လေဆိုတော့ပြောချင်တာကတော့အစိုးရဘက်ကလည်း ူတို့ဘက်ကခံနေရတဲ့ PR တွေကိုသူတို့ကဖြေလျှော့ချင်ခြင်းတောင်ဆန်းစုဘက် backup ဆိုလို့ရှိရင်ဆိုလို့ရှိရင်လည်းဒီ NLD နေနေရောပေါ့ဗျာနော်ဘယ်လိုဒီမိုကရေစီဘက်ကပဲကြည့်ကြည့်ပေါ့လိုအပ်တဲ့ပြင်ဆင်မှုတွေပေါ့ပြောင်းလဲမှုတွေကိုလိုလားတာဒါလည်းတင်ပြလို့ရမယ်လို့တော့ထင်ပါတယ်ဟုတ်ကဲ့အဲဒီနေရာမှာနောက်တစ်ခုကအဲခုနကကိုယ်မိုးစင်းပြောလို့လို့ဆိုပြန်ကြည့်မယ်ဆိုရင်လည်းတောင်ဆန်းစုဒီဘက်ကလေးပွင့်ဆိုင်တောင်းခဲ့တယ်ပြီးတော့သူတို့နဲ့လွတ်တော်ဘက်ကနေပြီးတော့6ပွင့်ဆိုင်တောင်းတယ်ပေါ့နော် တိုင်လောက်ကိုပြောမယ်ဆိုရင်ဟဲ့လားတစ်ဖက်ကလည်းဆန်နေအောင်လုပ်တယ်ပြီးတော့လေးဆယ်ရှိအောင်လည်းလုပ်တယ်ပေါ့နော်အဲ့ဒီနေရာမှာအစဒါကြီးကတမင်တသက်ကိုပေါ့နော်ဟိုဗရာဒလန်တန်တလန်လို့ဖြစ်နေတယ်ဒါပေမဲ့အဲ့လိုလမ်းနှစုမပေါင်းပေါင်းလို့မရအောင်လည်းလှုပ်ထားသလိုဖြစ်နေတယ်ပေါ့လေဆိုတော့ကိုယ်ရမိုးသိအဲ့ဒီအပေါ်မှာကြတော့ dialogue ဆိုတဲ့ဟာပေါ့တူတူဆွေးနွေးပွဲဆိုတာမြန်မာပြည်မှာဖြစ်လာနိုင်ကြရောရှိလားအဲကျွန်တော်လေ့လာကြည့်သလောက်တော့ကျွန်တော်တို့နိုင်ငံမှာလွတ်လပ်ရေးရပြီးကြတဲ့က စစ်မှန်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမရှိခဲ့ဘူး။အဲ့လိုမရှိခဲ့လို့ကျွန်တော်တို့တိုင်းပြည်ကလက်ရှိအခြေအနေပုံစံမျိုးကိုကျွန်တော်တို့ရောက်နေတယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ကျွန်တော်အမြင်အပြင်ခုနကကိုကျော်တော်မှဆွေးနွေးသလိုပဲတကယ့်စစ်မှန်တဲ့ရေရှည်အမြင်ရှိတဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကိုကျွန်တော်တို့ကပုံဖော်ဖို့လိုတယ်။အဲ့နေရာမှာကျွန်တော်ယူဆကကျွန်တော်တို့တိုင်းပြည်ရဲ့အနေအထားမှာနိုင်ငံရေးလမ်းပြမြေပုံအစ်တတစ်ခုလိုတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ရှိသွားနေတဲ့နိုင်ငံရေးလမ်းပြမြေပုံဟာ2003ဒီပေရင် ဖြစ်စဉ်ရဲ့နောက်ပိုင်းမှာပေါ်လာတဲ့နိုင်ငံရေးလမ်းပြမြေပုံဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့ကတိုင်းပြည်ကဒီမိုကရေစီအပြောင်းအလဲကိုသွားပြီလို့ပြောတယ်။မူလအခြေအနေကနေအခြေအနေအသစ်တစ်ခုကိုကူးနေပြီလို့ပြောပေမဲ့လို့ကျွန်တော်တို့တုံးနေတဲ့နိုင်ငံရေးလမ်းပြမြေပုံကအဟောင်းကြီးဖြစ်နေတယ်။အဲ့ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားသင့်တယ်လို့မြင်တယ်။ဆိုတော့ခုနကခုနနေရာမှာဟလာနိုင်ငံရေးပုံစံတန်သစ်ဟလာဖန်တီးဖို့လိုတယ် dialogue ကိုဖြစ်ဖို့ဆိုရင်အတူတူပြောရင်ပါလေ။ကမ္ဘာတော်ကအစိုးရခေါင်းဆောင်တွေရောဒေါန်ဆန်းစုကြည်ရောတိုင်းဟင်းသားခေါင်းဆောင်တွေရော အားလုံးပါဝင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲပုံစံတစ်ခုကိုအလင်းမြန်ဖော်ဆောင်မှုလိုအပ်တယ်လို့ကျွန်တော်ကမြင်တယ်။အဲ့ဒါနှစ်ဖက်သို့မဟုတ်သုံးဖက်ကစိတ်ဆန္ဒအပြည့်အဝရှိမှာ哦မရှိဘူးဆိုဘယ်လိုလုပ်မလဲ။ကျွန်တော်တို့တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့ကာလတစ်လျှောက်လုံးမှာကြည့်လိုက်ရင်ဒီနိုင်ငံရေးဆွေးနွေးပွဲတွေဘာလို့မဖြစ်လဲဆိုတာကျွန်တော်ပြန်ကြည့်တဲ့အခါကျတော့အဓိကပြဿနာကဘာဖြစ်လဲဆိုအစိုးရဆိုတဲ့ပြဿနာတွတ်တွေ့တယ်။ဥပမာအစိုးရကသူ့ကိုယ်တိုင်ဥဆောင်ပြီးလိုလိုလားလားနဲ့ဖြည့်ရှင်းခြင်းတဲ့ဘက်ကနေချင်းကပ်ပြီးတော့ဖော်ဆောင်မှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲတွေကထိထိရောက်ရောက်နဲ့အောင်မြင်ဖြစ်နိုင်မယ်။အဲ့လိုမဟုတ်ဘဲနဲ့ဆိုးရတရဟာကိုကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေအချက်အတဲတွေပြေလျော့ယုံတတ်တတ်ပဲလှုပ်လိုက်ရင်အဲ့ဒါပြေလျော့သွားရင် तू ကဒီတွေးဆောင်ဆွေးနွေးရေးကို तू ကကြောခိုင်းလိုက်ကုန်။တွေးဆောင်ဆွေးနွေးရေးဆိုတာလည်းဟိုမိနစ်30မိနစ်40တခါလောက်တွေးလိုက်တာမျိုးပြောတာမဟုတ်ဘဲနဲ့တကယ်ကိုမှန်ကန်တဲ့အဲဒီဒီဒီနိုင်ငံရေးဖြစ်ရှင်းမှုတွေထွက်ပေါ်လာမယ်ပြည်ထောင်စုနေကိုဆိုလို့အောင်အဲ့လိုအခြေအနေကမရောက်သေးတာတော့အသေးချာပဲ ဆိုအဲ့လိုဟာမျိုးဖြစ်လာအောင်ဦးနာကိုရံမုန်းသိပြောသလိုဆိုရင်အစိုးရကတင်းခံနေတယ်ဆိုရင်ဘယ်လိုမျိုးအဲ့ဒါကိုစပွဲပေါ်ရောက်လာအောင်လုပ်မလဲပြီးခဲ့တဲ့1988နောက်ပိုင်းလည်းတစ်ချိန်လုံးပြောနေကြတာပဲနီးနာရှိလားကျွန်တော်အနေနဲ့ကတော့ကဲဦးသိန်းစင်ရဲ့အခုသမ္မတသက်တမ်းကလည်းနောက်ဆုံးနှစ်တည်းရောက်နေပြီပေါ့သိလဲအောင်မြင်မှုလည်းမရှိဘူးเนาะနောက်ပြတော့လဲပြောမယ်ဆိုလို့ရှိရင်ဖိအားတွေကအများကြီးရင်ဆိုင်နေရတယ်ဖွင့်နေပြောမယ်ဆိုရင်တော့တိုက်တော်ပြောလဲချက်မရှိတော့ပါဘူးသူသက်တမ်းမှာလေ เนาะဆိုတဲ့ခါကျတော့ညလင်းကျဲဆိုတာဟောဒီဥသိန်းစင်ရဲ့သမရတက်တမ်းမှာအောင်မြင်မှုဒီထက်ရတခုထိုက်ရဖို့ပေါ့စခုနိုင်ဖို့ပေါ့တိတ်ပြညလင်းကျဲမရှိဘူးเนาะယူကပွဲလိုက်လာပိုင်းမဲ့လို့တော့တယ်ဆိုတော့ဒီကားလေးမှာတွေ့ကြရတာပေါ့ဒါပေမဲ့ခုနကိုကျော်စောမိတယ်မိကွန်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းပါလေကဲဟိုနိုင်ငံရေးရတကယ်စေတနာမှန်တဲ့စန္ဒပေါ့ဗျာ political will ပေါ့เนาะအဲ့ဒါမရှိလို့ရှိရင်လေဒီတွေ့ဆုံခွဲတွေအကုန်လုံးရုပ်ပြအကြီးပဲရှိမှာပဲပေါ့ဟုတ်တယ်မလားအဲ့ဒါကြောင့် တောင်းနေကြတာလေးပွင့်ဆိုင်တောင်းနေတာအခုနှစ်ယောက်တော့တွေ့ရတယ်ပေါ့လေနော်ဆိုတော့တနည်းစကားအပြင်ပြောမယ်ဆိုလို့ရှိရင်ចောင်းသားတွေဘယ်လိုလုပ်ခဲ့လဲနော်အဲလေးပွင့်ဆိုင်တော့တွေ့ရပြီဒါပေမဲ့တကယ်အနှစ်သာရရှိရလားចောင်းသားတွေကပြောမယ်ဆိုရင်အင်းအားနဲ့ထွက်ပြတာလေဟုတ်တယ်မလားအဲ့တော့ဒီဖက်နိုင်ငံရေးမှာလည်းအဲ့လိုဖြစ်ဖို့ဆိုတာကတော့ကျွန်တော်တို့ခရင်သေးတယ်အဲ့ဒါတော့ဒီမှာပြည်သူတွေအတွက်စိတ်မကောင်းစရာပေါ့ဒါဟုတ်ပါတယ်ဟုတ်ပါတယ်ပြောမယ်ဆိုတော့အဲ့တော့ကျွန်တော်တို့နေကကဲနိုင်ငံရေးပါတီတွေကလူလူအတန်ရောဘာရောပေါ့လေဆိုတော့အကုန်လုံးဝိုင်းပြီးတော့ တို့တွေးကြပါနောက်တော့တကယ်မေမေရရတာတွေလိုချင်တယ်ဆိုပြီးတော့ပြတ်ပြတ်သားပြောင်းနေရင်တော့ကောင်းလိမ့်မယ်လို့ထင်တယ်ကိုအကွယ်မုန်းတဲ့အဲ့နေရာမှာ okay ခုနပြောတဲ့အတိုင်းအစိုးရအရေးကြီးဆုံးအခရာ तू ကစရမှာဟုတ်ပြီ तू ကမစဘူးဆိုရင်တခြားတစ်ဖက်ကစဖို့လိုပြီတခြားတစ်ဖက်ကလည်းစပြီရွေဦးဆိုပါထက်လုံးမလားပြောချင်တယ်တော့ဆန်းစုကြည်တို့တခြားတိုင်းသားကောင်းဆောင်လို့လည်းရှိတာပေါ့နော်ဆိုတော့သူတို့ဘက်ကတစ်ဖက်ကလူတကယ်ထိုင်လာအောင်လုပ်ဖို့အတွက်ဘာတွေရှိလဲဘာတွေအားနည်းနေရလဲ တို့ဘက်ကရှိရောက်မတွန်းနိုင်လို့လားမစွန်းနိုင်လို့လားဒေါ်ဆန်းစုကြည်ကလက်ရှိចောင်းသားတွေရဲ့အမျိုးသားပညာရေးဥပဒေနဲ့ဆန္ဒပြပွဲမှာနောက်ပိုင်းမှာ तू ပြောတဲ့စကားလေးတခုကျွန်တော်သွားတတိရတယ်ဗျအဲ့တော့လေးပွင့်ဆိုင်တွဲဆောင်ဆွေးနွေးဖြစ်လာတဲ့အချိန်မှာ तू ကဒီမိုကရေစီစနစ်မှာတဲ့ဖိအားပေးမှာတွဲဆောင်ဆွေးနွေးရေးကိုလုပ်တယ်ဆိုတာဒါနီးလမ်းမကြဘူးလို့ဒေါ်ဆန်းစုကြည်ကပြောခဲ့ဖို့တယ်အဲ့တော့ကျွန်တော်ယူဆပြင်ကျွန်တော်အဲ့ဒီယူဆကိုထောက်ခံတယ်တဘောကခုနဆရာဆွေးနွေးတဲ့ပုံစံပဲ မဖိအားတစ်ခုခုပေးမှလုတ်တယ်ဆိုရင်ဒါဟာဟိုကျွန်တော်တို့ပြောနေတဲ့ဒီမိုကရေစီအပြောင်းလဲဘက်ကိုသွားတာမဟုတ်ဘူး။နောက်နောက်ဒီမိုကရေစီရင်ကျင်းမှုလည်းမဟုတ်ဘူးလို့ကျွန်တော်ကမြင်တယ်။အဲ့ဒီအခါကျလက်ရှိအချိန်မှာကျွန်တော်အမြင်အားဖြင့်เนาะဟိုလက်ရှိအစိုးရနဲ့တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ဒီဒီအမြင်ဒီယူဆတွေကိုလက်ခံဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။ဥပမာသူတို့ရဲ့စိုးရိမ်မှုတွေဟလာသူတို့ရဲ့ကြောက်ကြမှုတွေအပေါ်မှာเนาะ ဒီအယူအဆတွေနဲ့တေချာစမ်းစစ်သုံးသပ်ပြီးတော့တွဲဆုံဆွေးနွေးရေးကိုလုပ်နိုင်မှုလိုတယ်လို့မြင်တယ်။ဒါပေမဲ့ကျွန်တော်ယူဆအားဖြစ်ပေါ့လေတွဲဆုံဆွေးနွေးရေးဆိုတဲ့နေရာမှာကျွန်တော်တို့ကဟို formal ပေါ့လေ formal တွဲဆုံဆွေးနွေးရေးနဲ့ချက်ချင်းစရမယ်လို့ကျွန်တော်ကတော့နားမလည်ဘူးအဲ့လိုမဆိုလို့ဘူးတပွားတော့ informal ကျွန်တော်တို့ထိတွေ့မှုတွေအများကြီးလုပ်ဖို့လိုတယ်လို့မြင်တယ်နောက်ပြီးတော့ဂျားဝင်ဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းရာလည်းပဲအင်မတန်မှဂျားကြတဲ့အဖွဲ့အစည်းဖြစ်ဖို့လိုတယ်တမတမကြဖို့တမတမကြဖို့လို ဥပမာလက်ရှိကျွန်တော်ကြည့်နေတဲ့အနေအထားမှာကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးခင်းကျင်းထဲမှာတမာတမတ်ကြကြရက်တီတဲ့အဖွဲ့အစည်းဆိုတာတော်တော်ရှာရခက်တဲ့အနေအထားမျိုးရှိနေတယ်။ဥပမာတမာတမတ်ကြတဲ့အဖွဲ့အစည်းသို့မဟုတ်လူပုဂ္ဂိုလ်ပေါ့။အဲပြည်သူလူထုကလည်းလေးစားတယ်တန်ဖိုးထားတယ်။ဥပမာတစ်ချိန်လုံးကတော့ရှိခဲ့တာပေါ့ဗျာ။ဆရာကြီးသခင်ကိုယ်တော်မိုင်းလိုမျိုးပုဂ္ဂိုလ်မျိုးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကနေပြီးတော့ဂျားဝင်ဆောင်ရွက်ပေးတဲ့ဟိုပုံစံမျိုးကိုလည်းကျွန်တော်တို့စူးစမ်းကြည့်တဲ့နယ်လို့မြင်တယ်။နှစ်ဖက်လုံးကလက်ခံတယ်လို့။ဟုတ်ကဲ့။အဲ့လိုမျိုးရှိလားဆရာ။ မီဒီယာလိုလူမျိုးတွေပေါ့လို့ပါလားမီဒီယာတော့လေအဲ့ဒီနေရာမှာဝင်ရမှာတော့မဟုတ်ဘူးပေါ့နော်ဟိုကျွန်တော်ထင်တာတော့လေဆိုတော့ဒါပေမဲ့တကယ်တကယ်ဟိုတမာသမတ်ရှိတယ်တမာသမတ်ရှိတယ်လို့လေဟိုကွန်သိခကွန်သိခလည်းရှိရမယ်အားလုံးအများစုကလည်း statesman လို့ဟာတယ်ပေါ့ဟုတ်လားအဲအားလုံးကလည်းကြီးညိုမယ်နိုင်ငံရေးအရာရောကွန်သိခအရာရောလူမှုရေးအရာရောအဲ့လိုလူမျိုးတွေမရှိတော့ဘူးလားကျွန်တော်တို့စီမှာကဲသမရနဲ့တောင်ဆန်းစုကြီးအသက်တွေပဲကြည့်ပါအောင်เนาะဆိုတော့သူတို့ကကြီးတဲ့ပုံစံတွေဆိုရင်တိတ်လည်းမရှိတတ်တမ်းရကမရှိကြတော့ဘူးလေ ဒါပေမဲ့ကျွန်တော်ယူဆကြတော့ကျွန်တော်ကဟိုနေ့ပေါ့ဟိုလူပုတ်ကိုရေလို့ပြောတာမဟုတ်ဥမာအဖွဲ့စည်းလည်းဖြစ်ရင်ဖြစ်မယ်ခုနဆရာပြောသလိုပေါ့ဥမာမီဒီယာလည်းဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့အရေးကြီးတာကဘာလဲဆိုအဲ့လိုဖော်ဆောင်မဲ့လူဟာတကယ်ပြည်သူလူထုကနေယုံကြည်ပြီးတကယ်လေးစားတဲ့အဖွဲ့အစည်းပုတ်ကိုဖြစ်ဖို့လို့ကျွန်တော်နည်းနည်းပြည်သူလူထုတဲ့ဆိုင်တော့ပိုအရေးကြီးတာကလက်ရှိအစိုးရတို့ဟာလာတက်မတော်ကောင်းဆောင်တို့ဘာဖြစ်လဲသူတို့ကအရေးကြီးဆုံး ဒါပေမဲ့သူတို့ရဲ့ယုံကြည်မှုကလည်းလိုအပ်တယ်ပေါ့ဗျာဒါပေမဲ့သူတို့ဘက်ကသူတို့ကိုပါဆွဲဆောင်နိုင်ပြီသူတို့ကိုပါဖြောင်းဖြားနိုင်တဲ့သူမျိုးဖြစ်ရမှာဒါပေမဲ့အဲ့လိုလူမျိုးဒါပေမဲ့သူတို့ကဥမာဗျာသူတို့ကစဉ်းစားတဲ့နေရာမှာဟာငါတို့ဘက်ကိုပဲရမ်းမဲ့လူမျိုးဆိုတဲ့ပုံစံမျိုးနဲ့စဉ်းစားရင်တော့အဲ့ဒီမှာကျွန်တော်တို့ကဒီလမ်းကဘလို့မှပြတ်သွားပြီကျွန်တော်ကျွန်တော်အမြင်အဖြစ်ပေါ့အဲ့တော့သူတို့ဘက်ကလည်းဥမာဗျာကျွန်တော်ကျွန်တော်စဉ်းစားတဲ့ပုံစံသူနိုင်ကိုနိုင်အခင်းချင်းတစ်ခုကိုကျွန်တော်တို့ကတိဆောက်နိုင်မှာเนาะသူနိုင်ကိုနိုင်ဝင်းဝင်းဖြစ်တဲ့ situation တစ်ခုကိုကျွန်တော်တို့ကဖန်တီးနိုင်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကဟိုကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေကဟိုပို့ပြီးတော့အောင်မြင်မယ်ပို့ပြီးချမ်းသာမယ်ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်မယ်ဗျအဲ့တော့ကျွန်တော်တို့ကဒီအချိန်မှာဒီကိဒီဒီအနေထားတခုကိုကျွန်တော်တို့မဖန်တီးနိုင်ခဲ့ရင်အဲကျွန်တော်တို့ရဲ့နောက်နောက်မျိုးဆက်တွေကလည်းကျွန်တော်တို့ဘုံမှာအပြစ်တင်တာမျိုးတွေဖြစ်ကောင်းဖြစ်လာနိုင်တယ်ထင်ရှားတဲ့ဘာသာရေးကောင်းဆောင်ဆိုလို့ရှိရင်လုံနိုင်တာပဲပေါ့လေဟုတ်မလားဘုရားဘုရားဘာသာပဲဖြစ်ဖြစ်ပေါ့ဗျာကဲရှင်ညာညာလေးတို့ရတယ်ပေါ့ကက်သလစ်တွေကဆိုလို့ရှိရင်တော်တော်ကပဲကာတူနာတစ်ယောက်သူမြင့်တင်လိုက်တယ်လေသူ့ကိုလည်းဟမ်ချောင်းဆိုပေါ့သူ့လည်းကွန်ဖျူရှင်းအဖြစ် သုံးဝင်ဆိုင်သွားတွေ့ပြီးတော့စကားတခုလည်းပြောလို့ရတာပဲဗျာ။ချက်ကင်းစော်ဝင်းရောကိုရမိုးစင်ရောအခုလောဝင်းရောဆွေးနေတာကျေးဇူးများတင်ပါတယ်။အမေကျွန်တော်တို့ဒီဆွေးနွေးပွဲလေးကိုသုံးသပ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ထင်တယ်မြန်မာပြည်နိုင်ငံကြီးခြေနေရတော့ရင်အေးစရာတော့တိတ်မရှိသေးဘူး။ဥလာမျိုးကုနာလိုမျိုးကျွန်တော်လိုချင်တဲ့အလားတွေ့ဆုံဆွေးနွေးပွဲတွေရလာဖို့ဆိုတာလည်းတော်တော်အလှမ်းဝေးနေတဲ့သဘောရှိတယ်။ဟုတ်ပါဘူး။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။